်မင်္ဂလာပါရှင်ဘာမာခေတ်တဲ့တရင်ထနာကြီးထိတ်တဲ့တရင်များကို တင်ဆက်ပေးပါမယ်အခုတင်ဆက်ပေးမယ့်တရင်ကတော့လှိုင်းသုံးလိုက်အောင်ဖြိုဖြောက်လွင့်စင်သွားမယ့်စစ်အုပ်စုအိမ်မှစစ်တပ်ကနိုင်နေပြီးတရုတ်အကူအညီဖြင့်ရှမ်းမြောက်ကဒေသတချို့ကိုပြန်ရထားပြီးပြီးကရင်နီနှင့်ချင်းပြည်နယ်တို့တွင်လည်းစစ်ကြောင်းများဖြန့်ခွဲဝင်ရောက်ထားနိုင်ပြီးစကိုင်းနှင့်မကွေးမှ PDF များကိုအချိန်တိုအတွင်းနှိမ်နှင်းတော်မီမကြာမီရွေးကောက်ပွဲကျင်းပကအယက်သားအစိုးရဖွဲ့ပြ၍နိုင်ငံအာဏာကိုဆက်လက်ချုပ်ခိုင်သွားနိုင်တော်မီ ။ဤသည်မှာစေအုပ်စုနှင့်စစ်တပ်လော်ဘီများအကြားတတလောဖြစ်တည်နေသည့်ကြားရေးဆန်အိမ်မက်ကြီးဖြစ်၏။၎င်းတို့အနေဖြင့်နိုင်ငံအာဏာကိုစစ်တပ်ကဆက်လက်ချုပ်ကန်ပြီးနောက်မိမိတို့ရာသင့်ရထိုက်သည့်ငွေကြေးနှင့်လုံပိုင်ခွင့်များကိုပင်စိတ်ကူးနှင့်ဝေပုံချဖွဲဝေထားပြီးလည်းဖြစ်ပေလိမ့်မည်။အိမ်မက်ကြီးကြီးမက်နေသည့်စစ်အုပ်စုနှင့်စစ်တပ်လော်ဘီများအနေဖြင့်၎င်းတို့၏ပြားရည်ဆန်းအိမ်မက်မပြည့်စည်စေရန်ထဲမထွက်လို့တော့လေလက်တွေ့တွင်မူကြားရောက်လာမိလှိုင်းသုံးလုံးရှိနေသည်မှာတိစက်ကအမှန်တရားဖြစ်၏ စေုပ်စုနှင့်စစ်တပ်လော်ဘီတို့၏တဖက်သက်ပြောကြားချက်များကိုသာယုံစားနေသည့်စီးပွားရေးလုပ်ငန်းရှင်များခြံစည်းကိုခွာထိုင်ထားသူများအနေဖြင့်မူထိုးလှိုင်းသုံးလှိုင်းကိုဂယုပြုတင်သည်တို့မှသာ ထိုးလှိုင်းများအကြစေုပ်စုနှင့်အတူမျောပါပြောက်ွယ်မိအဖြစ်မှရှောင်လွှဲနိုင်ပြီဖြစ်သည်။တင်းအထွေထွေထိုးစစ်လှိုင်းနိုင်ငံတော်ဝအထွေထွေထိုးစစ်ဆက်နိုင်ရန်ပြင်ဆင်နေပြီဟု NUG ကကွယ်ရေးဝန်ကြီးဦးရီမွန်ကစက်တင်ဘာလအတွင်းကပဲ PPTV ရုပ်သံမှတစဉ်အတီလင်းပြောကြားခဲ့ပြီးဖြစ်ပါသည်။ ို့တော့အထွေထွေထိုးစစ်စာမိရက်လာတို့ကိုထည့်သွင်းပြောဆိုသွားခြင်းမရှိပေ။နိုဝင်ဘာလ17ရက်တွင်မူအထွေထွေထိုးစစ်အတွက်အထူးစစ်တိုင်းဌာနတွင်လက်နက်များတပ်ဆင်ပြီးစီကြောင်းသတင်းထုတ်ပြန်လာသည်။အထွေထွေထိုးစစ်စာမိရက်ကို NUG ဘက်ကကြိုတင်ထုတ်ပြန်ပြောဆိုခြင်းမရှိတော့လဲ NUG သည်စစ်ကောင်စီအာရမကျင်းပမဲ့အတူရောက်ရွေးကောက်ပွဲအလွန်ကာလတွင်၎င်းတို့မည်သို့ဆက်လက်ဆောင်ရွက်မည်ဟုဇဂဦးတန်ထားခြင်းလုံးဝမရှိပေ။တို့ဖြစ်ရာအထွေထွေထိုးစစ်သည်စစ်ကောင်စီအတူရောက်ရွေးကောက်ပွဲမတိုင်မီပင်ပေါ်ထွက်လာမည်ဟု မှန်ဆရသည်စည်ရေးနိုင်ငံရေးအနှစ်သာရအရာလေနိုင်ငံတော်အထွေထွေထိုးစစ်ကိုအထူးရောက်ရွေးကောက်ပွဲကာလမကျော်မီစတင်မှသာအထိပယ်ရှိပါလိမ့်မည်မိုးလုံးမှထွန်ချသခိုးပြေးမှထိုးကွင်းထနေပြီမဖြစ်ပေပလင်ပေါ်ခွေးတက်ပြီးမှမောင်းချရခက်သည့်အဖြစ်မျိုးမကြုံလိုပါကအထွေထွေထိုးစစ်ကိုအထူးရောက်ရွေးကောက်ပွဲမတိုင်မီစရပေမည်လက်တလောတွင် စေကောင်စီသည်နေရာအချို့တွင်စည်ရေးအသာစီရနေသောကြောင့်ရှိတော်လေ၎င်းတို့၏တရီစစ်သားများ၏စွမ်းဆောင်ရည်တသက်ကြမဟုတ်ဒီမှာတေချာလာပေ၏ ရှမ်းမြောက်ရှိဒေသတချို့ကိုတရုတ်၏အကူအညီဖြင့်သာပြန်ရထားခြင်းဖြစ်တဲ့ကဲ့သို့ကရင်နီနှင့်ချင်းပြည်နယ်တို့တွင်ဘာသာခေါ်ပြည်သူစစ်မှုတမ်းဥပဒေဖြင့်အာဓမစုဆောင်ထားသည့်တပ်သားတင်များ၏အသက်ကိုစတိ၍ထိုးတက်ထိုးတိုက်လုံနေခြင်းသာဖြစ်သည်နိုင်ငံတော်အထွေထွေထိုးစစ်သာဆလိုက်ပါကအာရမသွသွင်းခံထားရသောပြည်သူစစ်များသည်လက်နက်ချအညံ့ခံခြင်းထွက်ပြေးခြင်းနောက်မှတရေစစ်သားများကအာရမဖိအားပေးတိုက်ခိုင်းပါကတနက်ပြောင်ပြန်လည်သွားခြင်းစသည့်ခစဉ်ကလျာဖြစ်စဉ်များပေါ်ထွက်လာပေလိမ့်မည် စစ်တပ်အတိုက်ဝန်အတွင်ရောက်ရှိသွားပြီးနောက်လက်နက်ကင်ကြရသည်မှာတူတော်လဲပါစခေါ်ပြည်သူစစ်များသည်ဖြူစော်တီများနှင့်စိတ်အခြေခံမတူကြသည်မှာထေချာလာပေ၏ဖြူစော်တီများသည်မိမိတို့၏အကျိုးစီးပွားအတွက်စစ်တပ်၏နောက်မီးဆွဲများအဖြစ်လိုလိုလားလားလောက်ကင်ကြခြင်းဖြစ်တော်လဲပြည်သူစစ်မှုအတန်းအဖြစ်စူဆောင်းခံရသူတို့တွင်ထိုစိတ်အခြေခံရှိသူများမှနှဲပါလာပေပြီရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကအတင်းအဓမ္မသွတ်သွင်း၍တော်၎င်းလက္ခဏာတနေရာတွင်ပေါ်တာဆွဲခံရ၍တော်၎င်းစစ်တပ်ထဲရောက်သွားကြသူများ၏ တို့ဖြစ်ရန်ပြည်သူစစ်များသည့်အထွေထွေထိုးစစ်ကြီးဟုသောလှိုင်းတဘိုးကြီးကိုကြံ့ကြံ့ခံရင်ဆိုင်ကြမည်မဟုတ်ပေထိုအခါပြည်သူစစ်အင်အားဖြင့်လူတွင်ကျပြန်လုခွင့်တာလာသောစစ်တပ်သည်မျက်ဖြူတစ်ခါပြန်လည်ပေးလိမ့်မည် ်စေုပ်စုကြီးတစ်ခုကြီးသောအာထရဖြစ်သည့်တရုတ်နိုင်ငံသည်လေ NUGR ညီနောင်သုံးပေါ်ကဲ့သို့အဖြစ်ရက်စီဆွေးနွေးစီလှုပ်လို့ရလိမ့်မည်မဟုတ်စစ်တပ်လော်ဘီများကလေကြောင်းတိုက်ခိုက်မှုပိုလုံလာမည်ဟုကြုံမနိုင်တော့လေရှမ်းမြောက်ဒေသကွက်ကွက်ကလေးတွင် ဖြစ်ခဲ့သည့်တိုက်ပွဲများတွင်ပင်လေကြောင်းတိုက်ခိုက်မှုများကြာမှမျိုးများစွာတိမ့်ပိုက်ခံရသည်ကိုမမေ့သင့်ပေနိုင်ငံတော်ဝန်သားစစ်မျက်နှာဖွင့်လိုက်ပါကလေကြောင်းတိုက်နိုင်မှုသည်ကြီးမြတ်တက်ရောက်နိုင်မည်နီနှင့်ကြားဖြတ်နှိမ်နေရေးလိုင်းကြားဖြတ်နှိမ်နေရေးလိုင်းဟုသောခေါင်းစဉ်မှကြီးမားကျယ်ပြတ်သည့် ထို့ပြင်နှိမ့်နှင်းရေးလက်တံသည်ပြီးပါမှလာတက်သည်ကို2029စစ်စင်ရေးပထမလိုင်းကာလကိုပြန်ကြည့်ရင်တွေ့နိုင်ပြီ။မြေဦးတော်လန်ရေးနဲ့မြည်တို့မြမဆက်ဆက်ခဲ့သောညီနောင်သုံးပေါ်သည်2029စစ်စင်ရေးကိုကြားဖြတ်နှိမ့်နှင်းရေးကောင်းစဉ်ဖြင့်2023ခုနှစ်အောက်တိုဘာ28ရက်နေ့တွင်စတင်ခဲ့သည်။ကြားဖြတ်နှိမ့်နှင်းရေးကောင်းစဉ်တက်ထားသော2029စစ်စင်ရေး၏လက်တံသည်ဤသည့်အရက်ကလာတနီဟုစစ်တက်လော်ဘီများကိုမေးကြည့်စေခြင်းသည်။ စစ်တပ်ကိုယ်တိုင်ကပင်၎င်းတို့ဤထောက်တိုင်နေချားဆောက်တပ်မှုကြီးပေဆောက်ချိန်နှင့်၎င်းဤသားပေရင်ချန်တို့အုပ်စုကိုပြန်လည်ဖမ်းဆီးကာတရုတ်အစိုးရထံဝါခွဲအပ်ခဲ့ရသည့်မှာထင်ရှား၍ဖုံးကွယ်မရသောအဖြစ်ပင်ယခုလည်းစစ်အုပ်စုဤပြားရည်အိမ်မက်ကိုတိုက်စားပစ်နိုင်သည့်ကြားဖြတ်နေနေဒုတိယလိုင်းလာတော်မူယခုအချိန်ကမှထိုင်းနယ်ဇက်မှလိုင်းစားမည်ဖြစ်သည့်ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိလူဝင်မှုကြီးကြပ်ရေးရှုံချုံနိုင်နိုဝင်ဘာ၁၀ရက်ကကျင်းပခဲ့သောသတင်းစာရှင်းလင်းပွဲတွင်ထိုင်းဝင်ကြီးချုပ်အနုတင်က ကြာဖြတ်နေနေရေးစစ်ပွဲဆင်နွှဲမည်ဟုဤထိုင်းဝန်ကြီးချုပ်အနုတင်ထံမှထိုင်းဆိုရိုက်အာဘော်ထွက်ပေါ်လာဤနှစ်ရက်အကြာနိုဝင်ဘာ12ရက်နေ့တွင်အမေရိကန်နိုင်ငံသားရေးဌာနကအမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားတဲ့မြန်မာနိုင်ငံအတွင်အခြေပြုစိုက်ဘာလိမ်လည်မှုလုပ်ငန်းများကြာဖြတ်နေနေရန်အထူးတပ်ဖွဲ့ဖြစ်သော Scan Center Strike ကိုဖွဲ့စည်းလိုက်ကြောင်းကြေညာလိုက်ပြီး ထို့အထူးတပ်ဖွဲ့တွင် အမေရိကန်ရှင်းနေယုံတရားရေးဌာနဤရာဇဝတ်မှုဌာနကွယ် Federal စုံစမ်းစစ်ဆေးရေးဘျူရို FBI နှင့် American လွှတ်ဝတ် Agency USSS တို့ပါဝင်သည့် Scan Center Strike Force သည် American ဗဏ္ဍာရေးဝန်ကြီးဌာနဤနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC နိုင်ငံသားရေးဌာနနှင့်အခြား agency များနှင့်ပူးပေါင်း၍အစိုးရအတွက်ရရှိနိုင်သောနှီးလန်းအလုံးကိုအသုံးပြု၍ လိမ်လည်မှုစင်တာများကိုပိတ်ဆို့ခြင်းသိသိခြင်းနဲ့လူပုဂ္ဂိုလ်များကိုယာစဝတ်မှုဖြင့်တရားစွဲဆိုခြင်းလိမ်လည်သူများအတုံးမပြုနိုင်ရန်အမေရိကန်အခြေခံအစအုံများကိုလုံခြုံအောင်ပြုလုပ်ခြင်းတို့ကိုလည်းလှုံ့ဆော်သွားမည်ဟုဆိုသည်လက်တွေ့တွင်လည်းရခိုင်ကတန်ခတ်ပိတ်ဆို့အရေးယူပြီးသောစောချစ်သူအပြင် DKPAE ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့်စိုင်းကျော်လစောစတီစောစိန်ဝင်းနဲ့စောစန်းအောင်တို့အပြင်ထိုင်းစည်းဝါးရေးသမားချမှုဆက်ဝက်ကိုလည်းအရေးယူမည်စည်ရင်တွင်ထည့်သွင်းလိုက်သည်ထိုင်းနယ်စပ်မှစတင်မည် ကြားဖြတ်နေနေရဒုတိယလိုင်းတွင်တရုတ်နယ်ဇက်၌ဖြစ်ပျက်ခဲ့သောဝါမတဆင်ညီနောင်သုံးဘော်ကတိုက်ခွက်ဖို့တကယ်သူထိုင်းမတဆင် KNU နဲ့ဒေါ်လာရေးအင်အားစုများကတိုက်ခွက်ဖို့ကနှိမ့်နှင်းရေးအစပြုညီလာမြန်မာစစ်တပ်ကရောပယ်ဆောက်ချိန်မိသားစုကိုထိုးကျွေးတကယ်သူ BDF နဲ့ TGPA တို့ကိုထိုးကျွေးကလုံမြောက်ကြောင်းရှာခွင့်ရသွားမည်လားဆိုသည်ကိုမှစောင့်ကြည့်ရပေမည်ဒီတို့ပင်ဆိုစီကမှကြားဖြတ်နေနေရလိုင်းကြီးသည်လေနောက်ွယ်မှနှင်းွယ်ပတ်သက်ထားသည့်စစ်ကောင်းဆောင်များကိုအကြက်ရိုက်စေမိမှအသေးချပင် 3အကြွေးချမ်း ICC လှိုင်းပြီးခဲ့သော2024နိုဝင်ဘာအတွင်း ICC တရားစွဲအရာရှိကအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ပေးရန် ICC တရားရုံးကိုရှောက်ထားခဲ့ပြီး ICC ကလည်းရှောက်ထားချက်ကိုကြားနာသဘောတူခဲ့ပြီးဖြစ်သည်သို့သော ICC သည်နိုင်ငံတကာအစ်စ်ဖမ်းဝရမ်းထုတ်ရန်နှောက်နှေးနေခဲ့သည် ။ယခုအခါမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂကိုယ်စားလှယ်ဦးကျော်မိုးထွန်းကနိုဝင်ဘာ17ရက်တွင်ကျင်းပခဲ့တဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေး၏နိုင်ငံတကာရာဇဝတ်ခုံရုံးအစီရင်ခံစာခေါင်းစဉ်အောက်တွင် ICC အနေဖြင့်မြန်မာရာဇဝတ်ကောင်မင်းအောင်လှိုင်အားအလေအမြတ်ဖန်ဝန်းထုတ်တင်ကြောင်းတိုက်တွန်းလိုက်ပြီး ဦးကျော်မိုးထွန်းကနိုင်ငံအာဏာကိုစစ်ကောင်ဆောင်ကအာရမသိမ်းပိုက်ပြီးနောက်ထပ်မံကျူးလွန်ထားတဲ့နိုင်ငံတော်လေးချောင်းတိုက်ခိုက်မှုများကြောင့်သိဆုံးခဲ့ရသည့်အယက်သားပြည်သူများ၊ကျောင်းသားများ၊အမျိုးသမီးများနှင့်ကလေးသူငယ်များအကြောင်းကိုအချက်အလက်ပြည့်စုံစွာဖြင့်ထည့်သွင်းဆွေးနွေးသွား၏။ဒုဖြစ်ရာမင်းအောင်လိုင်းအတွက်အကြွေးချန် ICC လိုင်းသည်လည်းတစ်ချိန်မဟုတ်တစ်ချိန်ပေါ်ထွက်လာနိုင်သည့်လိုင်းကြီးဖြစ်သည်။ထိုလိုင်းသည်စီအိုစု၏ခေါင်းဆောင်ကိုသာရိုက်ပုတ်မိလိုင်းဖြစ်တော်လေခေါင်းမြုပ်လျင်တစ်ခုလုံးမြုပ်တတ်သည့်အာနာရှင်စနစ်အမြင့်ပြတ်သွားစေမည့်လိုင်းလေဖြစ်သည်။ ထိုးလိုင်းကြီးသုံးလိုင်းသည်တဆင့်ချင်းပေါ်ထွက်လာပြီလားသို့မဟုတ်မတူညီသောအရက်များမှပေါ်ထွက်လာကပေါင်းစည်းသွားပြီးဘုံဘိုအင်အားပြင်းထန်သောလိုင်းလုံးကြီးအဖြစ်စေအုပ်စုအာနာဆက်လက်ချုပ်ကရည်ပြားရည်စံအိမ်မက်ကိုရိုက်ဖို့လွင့်စင်ထွက်သွားစေမီလားဆိုသည်ကိုမူစောင့်ကြည့်ရပေမည်